ဟယ်လိုအားလုံးမင်္ဂလာပါရှင်မြေချန်နယ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့နွေရာသီမှာဖြစ်လိဖြစ်တာရှိတယ်မြို့စီပြန်ဟင်းနေမစားခြင်းလို့ဆိုလို့ရှိရင်ချင်းချင်းဆက်ဆက်တုတ်ကလေးတွေစားကြတယ်ပေါ့နော်အဲ့ချင်းဆက်တုတ်ကလေးတစ်မျိုးကိုလာပြီးတော့မျှဝေပေးရပါရှင်ဒီနေ့ရောမိကစီပြန်ဟင်းနေလေဂရမလိုက်ဘူးပေါ့နော်ပြီးတော့နှခမ်းမှာဝက်ချံလေးတွေပေါင်နေတဲ့အတွက်ကြောင့်မို့လို့စီတက်လို့လည်းမရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိကဒီနေ့ ဒီပီကြီးငါးတုပ်ပေါ့နော်အဲ့ဒါလေးကိုရခိုင်တုပ်လေးတုပ်စားပါမယ်ဒီပီကြီးငါးတော့ဒါ9000ဘူးပါတန်နေပေါ့နော်အကောင်ကတော့မသေးမကြည်လေးပါသူကတန့်စင်ထားတယ်ကြောခွဲထားတယ်မျက်လုံးဖောက်ထားတယ်ပေါ့နော်မိရတာဒီပါဇက်ကလေးတွေလိုက်ပြီးတော့ဒါထုတ်ပေးတာပေါ့နော် ဒီတုတ်နီးလေးကလေလွယ်လဲလက်ကူတယ်စားလို့လေအရန်ကောင်းနေပေါ့နော်ဒီနွေရာဒီမှာဟင်းကားပုပ်ပူလေးနဲ့ဆိုလို့ရှိရင်လေချိန်ငန်ဆက်ကလေးနဲ့စီပြန်ဟင်းတွေမပါဘဲနဲ့ဆိုလေတော်တော်စားလို့ကောင်းတဲ့အတုတ်လေးတစ်မျိုးပါပထမတည်းစီးပြီးသွားတော့ဒီပြည်ချင်းကားလေးတွေကိုစားလေးနဲ့သူ့ရဲ့အပေါ်မှာပါလာတဲ့ဒါအီချွဲလေးတွေကွာသွားအောင်လို့မိကစားလေးနဲ့တက်တက်တက်ပြီးတော့စီးပြီးတယ်ပေါ့နော်စားလေးနဲ့စီးပြီးတော့ရေကို သုံးတက်လောက်စီးလိုက်ပါတယ်အတန်သွင်းပြီဆိုလို့ရှိရင်ဈေးတဲ့တသိန်းကလာပါပြီစိတ်ညစ်ဖို့ကောင်းပါတယ်ရေဆေးတန်းစင်ပြီးထားတဲ့ပီချင်းကားလေးတွေကိုမီးတို့တာ ပြုတ်ပြီးမယ်ပေါ့နော်ရင်းဆုံးရင်းွေးတယ်မယ်ရင်းွေးလေးနှင်းငယ်ပူလာပြီဆိုလို့ရှိရင်ညှိနှံပြောက်စီဖို့အတွက်ကိုဒါခြင်းလေးထည့်ပါမယ်ပြီးရင်တော့ဒီယူနီဖန်ဖန်လေးတွေကိုပြည်ကြီးငားလေးတွေကိုဒါထည့်ပေးလိုက်တယ်ပေါ့နော်အရင်အကြိမ်မပြုတ်ပါဘူးဒါ2မိနစ်3မိနစ်လောက်ဆိုလို့ရှိရင်ဒါရပြီပေါ့နော်ပြီးရင်တော့သူ့ကိုတီးတက်ထပ်ပြီးတော့မညှိအောင်လို့မိကတံမြာရည်လေးထည့်ပြီးတော့ ဒါပြုတ်ပြီးတယ်ဗောနော်ဒါမေးပင်လဲစာရီပြုတ်တယ်ဆိုလို့ရှိရင်၃နေကြာနီလန်လီပါဒါကညီနှံ့ကိုတော်တော်လေးတက်တာစီတယ်ဗောနော်ဒီလိုပြည်ချင်းကားလေးတွေကဖန့်ဖန့်လေးနဲ့တောက်တောက်လေးဖြစ်သွားပြီဆိုလို့ရှိရင်မေတို့ဒီတည်းကနေပြီးတော့ဆယ်မယ်ဆယ်ပြီးတော့ဒါရေအေးတန်းစိန်လိုက်လို့ရတယ်ဗောနော်ရေခဲရင်နဲ့စိန်ရင်ပို့ပြီးတော့ကောင်းတဲ့မိမရေခဲရင်မရှိတော့ရိုးရိုးရင်နဲ့ပဲစိန်လိုက်တယ်ဗောနော် ငယူတီထောင်းရတာမရှိရတဲ့ကြောင့်မလို့ရခိုင်ငယူတီထောင်းလေးထောင်းပါပဲငယူတီနီငယူတီစိမ့်အုံပြူတယ်ကျွတ်တွန်ပြူကတော့ပမာကျွတ်တွန်ပြူလေးကိုအုံပြူတယ်ကျွတ်တွန်ပြူနဲ့မွေးမွေးလေးနဲ့စားစင်တာဖြစ်တဲ့ကြောင့်မလို့ကျွတ်တွန်ပြူကိုများများထည့်ပါတယ်ကဲပြီးသွားရင်တော့ငယူတီစိမ့်ရဲ့ကျွတ်တွန်ပြူလေးရေကိုဒါမျိုးလှော်ပေးမယ်ပေါ့နော်ငယူတီစိမ့်လေးကိုလေမြေတသားဆုံးဖြစ်တဲ့ကြောင့်မလို့ထောင်းတဲ့နေရာမှာပေါ့နော်ညံ့ညက်ကလေးနဲ့ပုံပြီးတော့ညံ့အောင်လို့ရေလေးနဲ့ငယ်လေးထည့်ပေးလိုက်တယ်ပေါ့နော်ကဲဒီနေသားဆိုလို့ရှိရင် ရပါပြီပြီးရင်တော့ပကံတစ်လုံးလေးလက်ထည့်ပေးတာလိုက်မယ်ငပိရောတော့ဖုတ်တာကဒီလိုမျိုးလေးပဲဒီ nested over မှာပဲကိုပဲဒီပဲလေးလိမ့်ပေးလိုက်တယ်ပေါ့နော်စီနဲ့လည်းမကြုံဘူးဘာဖြစ်လို့လဲဆိုတော့မကြိုက်လို့ပေါ့နော်ဒီလိုမျိုးပဲဒါကြအောင်လို့ဒီလိုလေးပဲกินပေးလိုက်ပါတယ်တုတ်တုတ်ဖို့အတွက်ကိုမီတို့စစ်သွန်နီတလုံးကိုအသုံးပြုရဲစစ်သွန်နီလေးတွေကိုခွန်ခွာပြီးရောဒါကောင်းလေးဖြတ်ပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့ပပပပလီးလိုက်မယ်ပေါ့နော် ပြီးတော့ရင်တော့ခရမ်းချင်တီတလုံးကိုလည်းဒါအသုံးပြုပါရယ်ခရမ်းချင်တီလေးတွေကိုလည်းဒါပပပပလေးလီးထားပြီးတော့ပကံတလုံးလေးကိုထည့်ပြီးထားလိုက်မယ်ကျွတ်တော်နီလေးတွေကိုတော့ဒါရေးစေးတယ်ပေါ့နော် ပြုတ်ထားတဲ့ဘီဂျီငါလေးတွေကိုမေရိုဒာနေရောအုံးလေးတွေတုံးပြီးမှပဲเนาะဘီဂျီငါလေးကဣဖတ်ပြီးရောလေးထုတ်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 နဲ့လီးနေရင်းနဲ့ကိုလေအဲ့လိုလေးခန်းစားတယ်ဗောနော်သူရဲ့အဲ့ဒီခေါင်းလေးကပူပြီးရောစားလို့ကောင်းပါတယ်အကောင်ကြီးရင်တော့ပူကောင်းတယ်ဗောနော်အကောင်ကြီးမရခဲ့ဘူးဒါအကောင်လက်ဆိုင်လေးကြီးပဲရခဲ့ပါတယ်ပြီးရင်တော့ငရုတ်တီတောင်းမယ်လှော်ထားတဲ့တွန့်ဖြူရဲ့ငရုတ်တီစင်ရဲ့ကိုထည့်မယ်ပြီးလို့ရှိရင်ဟင်းချုံမူလေးအနေငယ်လေးထည့်ပြီးတော့ထောင်းနေနည်းနည်းလေးညှက်သွားရင်ငပီးထည့်တယ်ပြီးရင်တော့ ညံ့အောင်ဒါထောင်းလိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရကိုင်ငပိတောင်လေးကိုရပါပြီပေါ့နော်ပြီးတော့လေဒီငပိတောင်လေးရဲ့ခေါ်ရီခေါက်ဆွဲနေဆိုလို့ရှိရင်လည်းအရန်ဆလို့ကောင်းတာအရန်မအရန်တိမိပွင့်ထွက်ဟွန်း အားလုံးပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါမီရူပြည်ကြီးကနေတုတ်ဖို့အတွက်ကိုဆင်သင့်ဖြစ်နေပါပြီ။ပြီးရတဲ့ချက်တော်နေခင်းချင်းတွေထည့်တယ်ပြီးသွားရင်ပြည်ကြီးကနေထည့်တယ်။အင်းချုံမုံနေငယ်ထည့်တယ်။ငပြားကြီးလေးနေငယ်ထည့်တယ်။ပြီးရင်ဒီနေရာမှာမကြီးရေအုံပြုခြင်းနဲ့မကြီးရေအုံပြုလို့ရတယ်နော်။ပြီးသွားလို့ရှိရင်ဒါစောစောနာထောင်းထားတယ်။ငရုတ်ဒီထောင်းလေးပေါ့နော်။ဆက်စားရင်စားနိုင်တဲ့လောက်ထည့်ပါ။ပြီးရင်တံမြိုင်ညစ်တယ်။တံမြိုင်ညစ်အမအနမ်းနေတယ် အနမ်းနဲ့တွေကိုပြီးပြည့်စုံပါတော့ရှင်အဒီဒီလောက်နေရင်လည်းတော့မှဒါတည်ပြန်ကြရပြီပေါ့နော်တမင်းပူပူဟင်းငါပူပူလေးနဲ့ဆိုလို့ရှင်အရန်လိုက်ဖတ်တော့အရန်ကိုလွယ်ကူပြီးစားကောင်းလို့ဒါအိမ်မှာလိုက်ပြီးရောလှူစားကြည့်ပါနော်ကြီးကြီးပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် Thank you for watching see you next video ရခုရွှေရှင်တဲ့ဟင်းချန်နယ်လေးတွေကိုအမြဲတမ်းတင်ပြနေတယ်မြေချန်နယ်လေးကိုလည်း subscribe လေးလုပ်ခဲ့ပြပါအောင်နော် bye bye